မြန်မာပါဝင်ကမ္ဘာနိုင်ငံ၉နိုင်ငံကကုခံပညာပြိုင်ပွဲဝေါ်စီးရီးပွဲစဉ်တွေကိုမြန်မာနိုင်ငံမှာပထမဆုံးဖြစ်ဩဂတ်30ရက်နေ့မှာကျင်းပတော့မှာဖြစ်ပါတယ်။အမေရိကန်၊အင်္ဂလန်၊ဩစတြေးလျပါကစ္စတန်၊အီရန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်းနဲ့မြန်မာနိုင်ငံကပြိုင်ပွဲဝင်14ရပါ။မြန်မာနိုင်ငံမှာအင်ဒိုချိုင်းနာပွဲစဉ်ဖြစ်ချန်ပီယံပွဲစဉ်တွေကိုကျင်းပမှာဖြစ်ပြီးအနိုင်ရသူတွေဟာကမ္ဘာချန်ပီယံအဆင့်ကိုတက်လန်းရမှာဖြစ်တယ်လို့ စင်ထရယ်ဟိုတယ်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ MMA Wally Champion ပွဲစဉ်ဟာ Australia အခြေဆိုင်အားကစားအဖွဲ့ဖြစ်ပြီးပြိုင်ပွဲကျင်းပမယ့်နေ့မှာ American ၊တရုတ်နဲ့မြန်မာနိုင်ငံကရုပ်တံတွေကနေဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ဆိုပါတယ်။ August 30ရက်နေ့မှာလုပ်ပါမယ်။အတန်း9တန်းပါပါတယ်။ Florida 12တန်း9တန်းပါပါတယ်။နောက်ဆုံးတစ်ဆိုင်ကတော့ကျွန်တော်တို့မြန်မာလက်ဝဲသမားတအူးကိုဒီ MMA နဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့မြန်မာရင်းထိုးပါမယ်။ ဒီအဲ့ဒီဘွဲကိုဖယ်လိုက်လို့ရှိလို့ရှိရင်ကျန်တဲ့6ဆိုင်းရှိပါတယ်6ဆိုင်းမှာနှစ်ဆိုင်းကတော့ကျွန်တော်တို့ကမ္ဘာချန်ပီယံအာလူပွဲဖြစ်ပါတယ်ကျန်တဲ့၄ဆိုင်းကတော့အင်ဒိုချိုင်းနာဒေသဆိုင်ရာချန်ပီယံလူပွဲဖြစ်ပါတယ်အင်ဒိုချိုင်းနာဒေသဆိုင်ရာချန်ပီယံလူပွဲကအနိုင်ရရှိတဲ့လူက MMA ဝါစီရဲ့ချန်ပီယံရှစ်မှာတက်ပြီးထိုးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကမ္ဘာချန်ပီယံလူပွဲလို့ဘာလို့တက်လဲဆိုဒီတမြင်မှားဆုံးတက်ဖြစ်တဲ့ heavyweight ကမ္ဘာချန်ပီယံလူပွဲကိုဒီမှာထိုးမှာဖြစ်ပါတယ်နောက်တစ်ခုက ဒီပွဲကိုလောလောဆယ်ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတွေမှာတိုက်ချိုးပြမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးတဲ့ရေပန်းအစားဆုံးကိုခန်းပညာဘောင်းဆောင်ပြိုင်ပွဲကိုသူဝနာအားကစားရုံတင်မှာကျင်းပမှာဖြစ်ပြီးဝင်ကြီးကတော့ချက်ရှစ်ထောင်နဲ့တထောင်ခွဲလိုဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့မြန်မာယူရလုံးဝတော့ပေါ့။အဲ့လိုမျိုးရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူရယူရလက်ဝဲကို ခြားတော့ယူရလို့ပြောတာပဲ။နောက်နိုင်ငံသားတွေတိတ်လာပြီးတော့ငါဟောတော့ပါးပြားတယ်။